ျွန်တော်တို့အကောင်းဆုံးရှေ့ဆက်သွားမယ်လို့လည်းခရီးပေးပါတယ်ဗျာဟုတ်ရေးတော့ပေါင်ရမယ်ဟိုယုံလေးလူမိုက်လားလူမိုက်တင်းချိုင်းမှာပဲဆိုတင်းတင်းချိုင်းမှာပဲရှိတယ်ဘိုးကျင်ဘောင်ဆက်အစုံအဆက်ဆက်ကစပါဘေးကြီးတင့်တရားရှိတဲ့ကြတာဇင်းလုံးနဲ့တညီကြပြကဲကြားလို့ကောင်းကြသေးရဲ့သာတီဘောမှာမင်းအောင်နိုင်စစ်သားနှစ်ယောက်ကအိမ်နှအိမ်ကိုဓမြတိုက်ပြီးတော့ပစ္စည်းနဲ့ပတ်စံယူလို့လေ ားလုံးပဲမင်္ဂလာပါရှင်ဖမ်နီမပြန်လဲချိုးဆိုလိုက်ပါတယ်ဓမ္မပက်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါကြရလားဟုတ်ကဲ့ကျွန်တော်တို့ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့တော်မရှုံနဲ့နော် တွေ့ရနော်ကြောင်စိုးဦးတို့ကြောင်မျိုးမင်းတို့ဘောမတွေမင်းတို့ကိုငါတို့ရဲ့ PT ရဲ့ရဲမေလေးတွေပဲလွတ်ပေးမယ်အမျိုးဖြုတ်ပေးမယ်အာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ကတော့ Major Blood Tiger MD တပ်ဖွဲ့ရဲ့ကောင်းဆောင်ပုံမှန်ခဲ့ပါခင်ဗျာဟုတ်အခုဆိုရင်တော့ကျွန်တော်တို့ MD တပ်ဖွဲ့ကိုကြားမဲ့လေးတွေအတွက်ကျွန်တော်တို့ဒီထောက်ပံ့ငွေ၁၀သိန်းချက်တိတိကွန်ကြီးထောက်ပံ့ပေးပါတော့ကျွန်တော်တို့ဘူးတစ်ထောင်ထောက်ဖို့တသား အဖွဲ့ရကျွန်တော်တို့ MD တဖွဲ့လုံးကကိုသာအထူးပဲကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်းဒီနေ့အားနေပြီးတော့ကွန်ပျူတာတင်ရပါတယ်အဲကျွန်တော်တို့အနေနဲ့ပေါ့နော်စကန်ရွှေပြောင်းနေရတာအကြောင်းမို့လုံချုံကြီးရဆင်မပြေတဲ့အချိန်မလို့အဲမှတ်တမ်းကိုကောင်းကောင်းလေးမလုပ်ပေးနိုင်တဲ့အတွက်လေတခါတည်းတောင်းပါပါတယ်ခင်ဗျာကျွန်တော်တို့အကောင်းဆုံးရှေ့ဆက်သွားမယ်လို့လည်းဂရီပေးပါတယ်ဗျာဟုတ်ရေးတော့ပေါောင်ရမယ်ပေါ်ပါလေတွေ့တယ်နော်ငါတို့ပြည်သူတွေသွေးအေးသွားပြီဆိုဒါတူရဲကထောက်ပံ့တာ၁၀သိန်းကျွန်တော်လှူတယ်လို့မပြောချင်ဘူးလှူတာမဟုတ်ဘူးဒါထောက်ပံ့တာထောက်ဖို့တက်သားလို့ခေါ်တယ် ။ဟိုမှာယုံလေးလို့ကြည့်ရရင်တော့ original ကန်ဆိုတာတော်ပြီမဟုတ်ပါဘယ်လိုတွေရကန်ပလီကတ်ဟင်။အေးဟောခကြီးကွာလဲငါတို့ကတခိုးချဖို့ခဲ့ဆိုတော့ဒီကားတွေပဲရိုက်မှာပေါ့။ဟမ်။ကလူမိုက်လားလူမိုက်တင်းချိုင်းမှာပဲဆိုတင်းတင်းချိုင်းမှာပဲရှိတယ်ဟင်ဟင်လူမိုက်လေတင်းချိုင်းမှာပဲရှိတယ်ဟမ်မိုက်ကတူအောင်မှာစင်ပေါ်မှာထိုးနေတာမကင်ရင်နေတက်လာမလားငါနာခဲ့မတက်တာရောက်ကြောက်ကြပါသားရောင်ဟမ်ဟမ် မိုင်းနဲ့မိုင်းနဲ့အားရမတင်ရင်ပြီနဲ့မတော့တတ်ဖို့လေနဲ့ဝမ်းဝမ်းဝမ်းမရောက်ကြရည်ပဲဒီရောက်ချင်းဟမ်အဲ့လိုကျော်ဆောက်ချောက်ပါမိုက်လားလီးမိုက်လားဟမ်အောက်စုဖွဲ့ရန်ကားအောက်စုတွေဖွဲ့ခွဲလို့ကိုက်ဟမ်ဟမ်ဆက်အစိုးရရဲ့အတုံးချခံဖြစ်ဟမ်ဂန်းလေးတွေရမင်းတို့အဲ့ဒါနဲ့မိုက်နေတာမင်းတို့စောင်းလမ်းမှာမရှိရင်မင်းတို့တယောက်တယောက်ချင်းတယောက်ဝမ်းမိုင်ဝမ်းထိုးရဲတဲ့ကောင်လေးတော့မဟုတ်ဘူးမေလူးများဟမ် ဝမ်းဝမ်းမျိုးချရလားဟမ်မလို့တက်တိတက်မိုက်ရင်လောက်ဝက်တက်ဘူးဟန်ကွာတိလားဘာမဆောက်နေပြီလားအရင်မှာလာလေးတာမှာတို့တော့အမှတယုတ်ဘူးများတော့မလုံနိုင်မဲမဲပတ်ဝဲတယုတ်ကကလုံးမှာမြန်မာနိုင်ငံမင်းတို့စောက်ချဘူးအုံနောက်မရှိတဲ့កောင်ကြီးကဟမ် ချက်ပေးပြီးတော့ငါလုံးမတရားတန်းတချက်ပေးပြီးတော့မသွားတာတယုတ်ပြီကိုဟုတ်ကဲ့ဒါကတော့တခင်ကြီးယုံခွေးကိုစုံမထားတာပေါ့နော်ဒီကောင်ဟိုနေ့ကသူ့ပေမှာတင်ထားတဲ့တချင်းဆိုရင်ကျွန်တော်မိသားစုတွေတော်တော်မရိုင်းနဲ့နော်ကျွန်တော်တော်လိုင်းရဲ့ဘက်တော်သားတစ်ခုလုံးကို မရိုင်းစော်ကားစွာဆဲဆူသွားတာအဲ့တော့ဒီနောက်တွေးချင်းနေဘာမှမတတ်နိုင်တော့ဘူးဒါဒီယုံခွေးတကောင်ကိုနော်ကျွန်တော်တို့ယုံသားချူချူလေးစားချင်နေပြီအခုကျွန်တော်တို့မြန်မာနိုင်ငံမှာတောင်သူလူမတွေအကုန်ဒုက္ခရောက်ကုန်ပြီဗျာ ဘလို့တွေလုံနေကြလေလားဟမ်ဆောင်းကုန်တယ်ပြင်ခမဟိုဈေးတုံးဟို17သိန်းလို့14သိန်းလို့ပို့ရောက်ဖမ်းမယ်စီးမယ်လို့စပားတွေလောင်တိုင်းပို့လောင်တိုင်းသိမ့်မယ်လို့ဘာလဲဗျကဲခမတို့အဲ့ဆောင်းကုန်တယ်တင်လက်သွားတွေပြခမတို့အခုဟမ်ဂျာစာဟမ်ပလက်တမေဟောလားဘယ်နဲ့သက်သက်သာသာနဲ့ကမလားဟိုမြို့တိဘူးဘယ်လက်ခွက်ရောက်မှုလဲနော်လောင်စာစီသက်သက်သာသာနဲ့မြို့တိဘူးဘယ်လက်ခွက်ရောက်မှုလဲ ဘာတွေခမအိုးအကျိုးဖြစ်ဘူးလေကဲလန်သမားတွေလိုက်ပြီးတော့ခမတို့ဒုက္ခမပေးနေကြဗျာနော်အခုဆိုရင်ဗျာလန်သမားတွေဟိုကဖားမယ်ဒီကဗျာအားစဘာတွေပူလောင်ထားတယ်ကိုတော်မှာအားလက်ရှိမယ်စစ်လို့တွေ့တိမ့်မယ်လို့ဘာလဲဒိဋ္ဌိပဲရှိဘူးခမတို့မဟုတ်တာတွေရှောက်မလို့နေကြဗျာမြမပြပါကိုစင်ညောက်ကြတာအားလုံးတက်တာတခုလည်းတက်တာမဟုတ်စံသမေရတက်တာမဟုတ်အကုန်လုံးတက်တာဟာခင်ဗျကစိုးရတာဆာဟာအကုန်လုံးတက်နေတာ 啥叫做澳洲嘛、啊？啊，老、嗯、哥，就不要来呢。跟哪路？嚯、嗯，不会、嗯，不是不说是说说的，喏，啥吧？别家一点点哦，学的家长谁弄的，跟你家学。啊，我学等伢再教你啊，学的呀，啊，别家一些点点哦嘛，跟哪？那谁教的去？超过都没有，啊，那是你做，那是都，那是你教过去的。 ဟမ်ဒီကြားလဲအခုဖမ်းမယ်စီပဲဆိုဘယ်ကောင်မှရောင်းမဲ့ကောင်မရှိဘူးဝဲတဲ့ကောင်လည်းမရှိဘူးအခုလည်းတော့ဒုက္ခရောက်နေဟာဒီကြားလဲဆိုတော့ဟိုကတွေ့တာခီးဦးလေးကြိုက်တာဥမာဥမာခီးဦးလေးကြိုက်တယ်ရေပောင်လေးဖြစ်ကုန်ပြီအေးအခီးဦးသက်တဲ့စီဘယ်ကောင်လာပေးဘူးလဲဆက်ဆက်ပြောပေးတာညစင်းပေးတာမွေးမြူရကောင်လေးပေးတာဟမ်အဲဆံကုန်တဲ့ကျဆိုရကောင်လေးပေးလားဘုရားစီပေးလားဟမ် ဘာလို့မှမပေးဘူးမပေးမနဲ့ကျွန်တော်ကိုကျိုးစီဝါကြအတရီစမြော့ဟာဒီမှာစပါးစေးကြတော့ဈေးကိုနှိမ်ွက်တယ်ဆက်နေသိန်းတော့14သိန်းတော့အာပြန်ရောင်းတော့ကျွန်တော်အရင်တော့မိနစ်ကရောင်းနေဈေးကသိန်း20ကျော်နော်ရိုးရိုးအကျန်းတော်မှနော်စပါးအကျန်းတော်မှတေးတေးရအောင်20 22သိန်းရအဲ့တော့စံသေးသွားကြည့်3500 4000ပဲ။ဟောအခုစပါးစေးက12သိန်း14သိန်းသတ်ပါလေ။အခုဆံွယ်စားတယ် ။အော်ဘာထူးလဲ။3500 4000မယ်။အဲ့တော့ကုန်သေးလေလူဘာဝါလဲ။ဆောက်စံကုန်သေးအတွင်းလူဘာဝါလဲ။လူဘာဝါနေ။နော်။ခမားတို့ဗျာနော်။ကိုတော့မဲ့ဂလုံးဆရာဆရာလက်ချက်ကိုခမားတို့ပြန်ရောက်ချင်တဲ့သဘောပြန်လှုပ်ဝဖြစ်အောင်ခမားလှုပ်နေတာ။နော်။ခမားတို့နေ့တင်တဲ့အလုံသမားကနော်။ကောက်ဆိုင်မှာတတော်နော်။โอ้เนี่ยก็อลุจมายောက်จ้าสวยตะตองเว็บไปอ่ะอ่ะทีมมาจุอ่ะ ေဒါကတော့တောင်သူလယ်သမားတွေရဲ့ခံစားချက်ပေါ့နော်သူတို့တွေကတမင်တက်တက်ကိုဒီတပားတွေမဆိုင်အောင် လုပ်နေတာဗျနော်ကျွန်တော်တိုင်းပြည်ဆန်အတူတီရောင်းလို့ရအောင်လို့လှဲ့ကွက်လို့တော့ကျွန်တော်ထင်တယ်တရုတ်ရဲ့လှဲ့ကွက်ပေါ့ဗျာလောက်တောင်မယိုင်းလဲဗျာကျွန်တော်တို့ပြည်သူတွေဘဝဒီခွေးယူးတွေအုတ်ချုပ်နေရင် ရှစ်ဆက်စာအုတ်ချုပ်သွားမယ်ဆိုရင်တော့ဘာမှလုပ်လို့မရတော့ဘူးကျွန်တော်ပြည်သားဆိုရင်တရုတ်ကျွန်းတနိုင်ငံလုံးပြတ်မှာအဲ့တော့ ဖြစ်ခံနိုင်လားကျွန်တော်ကတော့အဖြစ်မခံနိုင်ဘူးကဲကြားလို့ကောင်းကြသေးရဲ့သားဒီဘောမှာမင်းအောင်နိုင်စစ်သားနှစ်ယောက်ကအိမ်နှစ်အိမ်ကိုဓမြတိုက်ပြီးတော့ပစ္စည်းနဲ့ပတ်စံယူလို့လေနော် SSPB ကအခုထုတ်ပြန်လိုက်ပြီအဲ့တော့သူတို့တိုင်းဒါလက်နက်ကန်ကြီးစူမိုးထားတဲ့ဒေတာတွေမှာတော့တိုင်းဒါလက်နက်ကန်ကအားကိုးရှိတဲ့အတွက်အခုလိုပြန်တီးခွင့်ရနိုင်တယ်ဒါတိုင်းဒါလက်နက်ကန်ကြီးမရှိ PDF နဲ့မရှိတဲ့ဒေတာမှာဒါလိုလောက်ခံထိတဲ့ပြည်သူပေါင်းဘယ်လောက်ရှိနေပြီလဲတော့မသိဘူးအဲ့ဒီကဘလို့ပြောရဲမလဲမပြောရဲဘူး နော်ဒါဗိဒ်တို့လောက်ဝင်လဲတိတ်ခံမဲ့ပြောရဲမလားပြောဘာမှတစ်ဖက်မှာလည်းတိုင်းသားသနက်ကိုင်မရှိဘူး PDF တွေမရှိဘူးဆိုရင်အဲ့ဒီပြည်သူတယောက်ကအခုလိုစစ်တပ်ကလာလို့ဝိုင်းပြောရဲမလားပြောရဲဦးနော်မပြောရဲပါဘူးပြောလို့တိလို့ရှိရင်လာလို့မှာလေဒါပေမဲ့တိုင်းသားလက်နက်ကိုင်တွေရှိတဲ့ဒေသမှာတော့ကျွန်တော်တိုင်းသားလက်နက်ကိုင်တွေကအခုလိုထောက်ပြန်လို့ဒါတိရတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနှစ်ပေါင်း60လောက်ငါတို့တွေတိုက်လာပြီးမအောင်ဘူးဆိုတဲ့အတိတ်ပြားတွေဖယ်ပါတိုင်းသားလက်နက်ကိုင်တွေအနေနဲ့အချို့တလေ ซีบัวတွေလုတ်ွက်တွေမက်နေလို့ရှိရင်ခင်ဗျားတို့အဲ့ဒီလုတ်ွက်အဲ့ဒီซีบัวခင်ဗျားတို့ตาသမီးချင်းမပြောနဲ့ခင်ဗျားတို့တက်တက်တောင်အာမခံဝင်ရှိလားအဲ့တော့အဲ့ဒီလုတ်ွက်အဲ့ဒီซีบัวကခင်ဗျားတို့ဆွေးစင်မျိုးဆက်နောက်တောင်အာမခံချက်မရှိတဲ့အရာတခုကိုမမောပြီးတော့ဒီရန်သူကိုကျွန်တော်တို့ကဟိုကိုပေါင်းစိတ်ကွာတို့စိတ်ပေါင်းကိုပေါင်းတို့စတဲ့ဖြင့်စကားတွေနဲ့ပတ်သက်နေလာပြီးမှန်လားမှားလားကိုစဉ်းစားသိချင်တယ်တော့ကျွန်တော်ဘုံရန်သူကို ပြောရမယ်ကိုယ့်ရဲ့မျိုးဆက်အထိပိုင်ဆိုင်တဲ့အခွင့်အရေးကိုလဲလှယ်တင်ပါ ။ဒါကြောင့်မလို့လောက်ွက်တွေယာသူယာခံတွေနေရာဟာတွေအဲ့ဒါတွေငင်းမြင့်သုံးမှုတွေဒါတွေကအလကားပါ။ကျွန်တော်စနစ်ကိုပဲနိုင်အောင်တိုက်ဖို့အချိန်တန်ပါပြီ။နော်။ဥဒမာဒီဘောမှာလောက်ွက်ရဟာကိုကျွန်တော်သတင်းဖတ်ပြပါမယ်။နော်။အခုမော်လမြိုင်မှာလည်းတောင်ဝိုင်းတောင်ဖြိုချမှုနဲ့ပတ်သက်လို့ဆရာတော်ကတာသနာ့ရွယ်ဖောင်ဒေးရှင်းရဆရာတော်နော်။တကယ်ဆရာတော်ဒီတာမန်ဟိုပဇင်းပေါက်တက်ထားတဲ့သင်ငန်းချုပ်ထားတဲ့အနေတော်မဟုတ်ဘူး။ ောင်ဝိုင်းတောင်ဝုံဖြိုးတာမဖြစ်သင့်လို့နေပြည်တော်ကလူကြီးတွေတိအောင်လို့ဆိုပြီးတော့ဆရာတော်ကပို့တင်လိုက်တယ်အခုအဲ့ဒီဆရာတော်ချက်ချင်းလာဖမ်းပြီးတော့လူဝိလဲပြီးထုရိုက်တယ်ကဲအဲ့တော့မော်လမြိုင်သားတွေမွန်ပြည်နယ်သားတွေအနေနဲ့ခင်ဗျားတို့တွေလက်ခံနိုင်တဲ့အဲ့လိုရဲ့မျိုးတွေဆိုတော့အဲ့ဒါကိုကြည့်အဲ့ရန်သူဆိုတာဘယ်တော့မှမှတ်သားပါကြားကိုခင်ဗျားတို့မျက်သွေးကိုမလုပ်ပါနဲ့ကြားကတတလုံးအသားပဲစားမှာဒါကြောင့်မလို့လက်ရှိစစ်တပ်နဲ့သွားပေါင်းနေတဲ့ဘိုင်းသားလက်နက်ကင်တွေ ဒီစစ်တပ်ကိုမဟာမိတ်ဆိုတဲ့ဟာမျိုးနဲ့နေတဲ့တိုင်းသားလက်နက်ကလည်းခမရတို့လုတ်ရက်ဟာကြားကိုမြက်တွေးကိုလုတ်ကြိုးစားနေတဲ့လုတ်ရက်နော်ခမရတို့အရှိမာတော့အဲ့ဒီကြားဘာလုပ်လဲဒီမြက်ကလေးကိုရက်ပြရင်ရက်ပြနေပြီအဲ့ဒါလေးကိုမမှတ်မောပါနော်အခုငုံမြင်နေတာနေနေနဲ့ဒီတာလမ်းမဖောင်ဒေးရှင်းဆရာတော့ဒီလိုမျိုးမတရားပြအခုထုရက်ရိုက်နေပြီလူဝင်လဲပြီးတော့ဆရာတော့ကဲစစ်တော်ကြီးမှရိုက်နေထုနေပြီဘယ်လိုလုပ်မလဲ တိချက်ကဘာလဲတော်နိုင်ရင်းနဲ့ပတ်သက်တာလည်းမဟုတ်ကျွန်တော်ကြားတော့မကြားဘူးတိတော့မတိဘူးဟမ်သူကသူသူ့လောက်သူလောက်နေတဲ့ဖုန်းကြီးဒါပေမဲ့တရားလားမတရားလားကြည့်လောက်တဲ့ပြင့်မှုကဘာလဲဒီတောင်ဝိုင်းတောင်ဝင်းဖြိုချနေလို့နေပြည်တော်ကလူကြီးတွေတိအောင်ပို့တင်ပြီးပြောတာအဲ့တော့ဒီလိုဟာမျိုးကိုခင်ဗျားတို့တွေဘယ်လိုဆက်ပြီးအားပေးကြလဲเนาะအခုလက်ထမှာခင်ဗျားတိုက်ဝါတဲ့စစ်သားရဲ့တည်င်းကိုဖတ်ကြပါမယ်เนาะရှမ်းပြည်မြောက်ပိုင်းတီညုံတီမောတီဘောမြို့နယ် မိုးတေရွာအုပ်စုကွန်ဆန်လက်ကျေးရွာကဒေသခံပြည်သူရဲ့နေကိနှလုံးကိုစစ်သား2ဦးကအိမ်ရှိကိုတနက်နဲ့ထောက်ဓမြတိုက်သွားကြောင်းရှမ်းပြည်သွတ်တရေးပါတီ SSPB ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့မနေ့အစောမှာအနက်ကင်ထားတဲ့စစ်သား2ဦးကကွန်ဆန်လက်ရွာကနေအိမ်တအိမ်ကိုဓမြတိုက်ပြီးနေအိမ်ဈေးတိုင်ကကြက်ခဏသိမ့်တန်ဖို့ရှိကုန်စည်းတွေကိုပတ်စံတွေကုန်စည်းတွေနဲ့ပတ်စံတွေယူထားတာလို့ပေါ်ပြတယ် ဒါပြင်နောက်ထပ်နေအိမ်ကနေအိမ်တိုင်ကဈေးနိုင်တဲ့နေအိမ်တွင်းရှိပစ္စည်းတွေကိုလည်းပွေနှောက်ယူရတယ်လို့ဆိုပါတယ်အိမ်ရှင်လဲစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်ထဲရောက်တာနဲ့တနက်နဲ့ထောက်ပြီးအိမ်ထဲဆိုင်ထဲကပစ္စည်းတွေမှွေတော့တာဓမြရီနော်ပစ္စည်းပတ်စံတွေယူသွားတယ်နှစ်အိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတယ်လို့ဒေတာခံရဲ့ပြောကြားချက်ကို SSPP တည်င်းပြန်ကြားရေးဌာနကဖော်ပြပါတယ်တရားဝင်ဓမြရီဓမြတိုက်တဲ့ပစ္စည်းရကို ရက်ကျေးတောင်ရင်ရှိလူတွေကဒေတာတွင်စစ်ကောင်စီအရာရှိတွေကိုတိုင်ကြားခဲ့ရကျူးလွန်သူတပ်ကားနှစ်ဦးယူထားတဲ့ဘက်ထရီနဲ့ဆိုလာပြားအင်ဂျင်ထံပြန်လည်ပို့ဆောင်ပေးခဲ့ပြီးကြံစားတောက်ဖွဲ့ရနဲ့ငွေကြေးအရှုပ်ကိုလည်းတောင်ရင်ယူပေးမယ်လို့ပြောဆိုပေမဲ့ပြန်လာမပေးသေးဘူး SSPB ကဒေတာကံကိုကိုးကားပြီးသတင်းဖော်ပြပါတယ်ကျူးလွန်သူတပ်ကားနှစ်ဦးကိုအေးအေးယူမယူဆိုတာကိုလည်းမဲ့လည်းမတိရသေးဘူးလို့ဆိုပါတယ်တီဘောမြို့နယ်ဟာတိတောင်ရနှစ်ခွန်စစ်စစ်ရေးဒုတိယနိုင်မှာ တအောင်တက်မတော့ TNN ရဲ့ဥဆောင်ကြီးပူပေါင်းတက်တွေနဲ့တိမ့်ပိုက်ခဲ့တာဖြစ်ပါလေဒါပေမဲ့စစ်တပ်ကတံပြန်ထိုးစစ်ဆင်ပြီးအော်တိုဘာမှာပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါလက်ရှိမိုးတေကျေးရွာအုပ်စုမှာစစ်ကောင်စီတပ်တွေစိုးမိုးလှုပ်ရှားနေတယ်လို့ဒေသခံအချို့ကပြောပါတယ်စစ်ကောင်စီဟာတီဘောအပြင်ကြောင်မဲနဲ့နောင်ချိုမြို့စတဲ့ TNN တွေတိမ့်ပိုက်မြို့တွေပြန်လည်ရယူထားနိုင်သလိုမိုးကုန်းနဲ့မိုးမိတ်မြို့ကိုလည်း TNN တွေအပြစ်ရက်စဲရေးသဘောတူညီချက်အရကြီးတစ်ချက်မဖောက်ရပဲ တန်အန်အေထံမှပြန်လဲရိုက်ယူနိုင်ခဲ့မှာဘူးဆိုရင်စစ်တပ်ကထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာပါမိုးကုံနဲ့မိုးမိတ်မျိုးကတန်အန်အေစုပ်ခွာဖို့သဘောတူညီချက်အရစစ်သားတွေပြန်လဲဝင်ရောက်နေပေမဲ့မိုးမိတ်နဲ့မိုးကုံမျိုးသားမှာစစ်ကောင်စီတပ်ကို KIA PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်နေသလိုမိုးကုံမျိုးပြင်မာနဲ့ဒေသခံ PDF တွေကစစ်ကောင်စီကိုတိုက်ခိုက်လို့လူဝင်မာက30ရက်မှတိုက်ပွဲဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ကဲဒါကတော့ဒီဘောမှဖြစ်သွားတဲ့ဟာမဟုတ်ဘူးလို့မပြောနဲ့နော်။ မိတို့စစ်ပွဲခေါင်းဆောင်တွေကိုတိုင်းဆိုလာတွေဘက်တီရီယာဆက်လာပြန်ပေးလိုက်ပူပါပြီအဲ့တော့မဟုတ်ဘူးလို့တော့ပြောင်းမလိန်နဲ့နော်မြမအတန်နဲ့အမာဒီဘွေးကြည့်နေတဲ့ဘောမတွေကိုပြောချင်တာကမဟုတ်ဘူးဆိုတိုက်ရိုက်မိုးမိတ်ကိုအတီဘောကိုမင်းတို့ဖုံးဆက်ပြီးမေးလို့ရတယ်ဗီဒီယိုကောမှာခေါ်လို့ရတယ်နော်ဒီနေ့ခင်မှာတရင်တစ်ခုမှားလားမှန်လားအတီပြုဘူးဆိုတာလွန်လွယ်လေးအုံနောက်ရှိတဲ့လူတိုင်းอ่ะနော်အဲ့တော့စဉ်းစားကြည့်ပေါ့ဒါစစ်မှုထမ်းဥပဒေတွေစလုပ်ထည့်ရကျွန်တော်ပြောတယ်ဒါဓမြတိုက်တာပြည်သူကိုနော် အဲ့ဒီအိမ်ကိုလက်နက်ကင်ပြီးလာမယ်ပတ်စံတွေတောင်းမယ်မလုပ်တာတ냐လိုက်တာအဲ့ရလူဖမ်းပြီးတော့ပတ်စံနဲ့ပြန်ရွေးခိုင်းတယ်ပြန်ပေးဆွဲတာအဲ့တော့လက်ရှိမင်းအောင်နိုင်ကောင်ကြီးကဓမြတိုက်တာနဲ့ပြန်ပေးဆွဲတာကိုတတွင်ကျကျလုပ်နေကြတယ်တော့ဒါကိုအားလုံးတီးဖို့လိုတယ်အခုကျွန်တော်တို့ဒီတော်နိုင်ရင်းမှာနော်လက်ရှိစစ်ဝေးတွေဟာချွတ်ဒေတာတွေကိုနည်းနည်းထိုးမိုးတယ်အခု SSPB ဆိုတာနော်ပထမတော်နိုင်ရင်းမှာထဲထဲဝင်ဝင်တိုက်နေတာမဟုတ်သူတို့ဒေတာသူတို့ရက်တည်နေတာဒါပေမဲ့ကျွန်တော်ပြောမယ်အခု SSPB ထိချုပ်ထားတဲ့ဒေတာမှာ ်တတလုံးထဲချုံနိုင်မယ်လို့ SSPB ခေါင်းဆောင်အနေနဲ့အာမခံနိုင်တယ်မခံဘူးမခံနိုင်ဘူးဘလို့မှထွန်နီးသူပဲအခြားသောတိုင်းရင်းသား data တိုင်းရင်းသားနဲ့နဲ့ကိုင်နေလေကိုထိ ंछ ုပ်ထားတဲ့ data ဟာတတလုံးစစ်ဘက်ကလာပြီးတော့ဘုံမကျဲပါဘူးစစ်ကြောင်းမထိုးပါဘူးပြည်သူကိုဒုက္ခမပေးနိုင်ပါဘူးလို့ဘလို့အာမခံပေးနိုင်တယ်ဒါကကျွန်တော်အပြုလိုဘောဆောင်ပြီးမေးတာတိုက်ခိုက်တာမဟုတ်ဘူးမခံပေးနိုင်ဘူးဘာကြောင့်လဲဒါတော့ဘလို့မှလည်းခံပေးနိုင်မှာမဟုတ်ဘူးလေကျွန်တော်ဆိုတော့ကျွန်တော်ခံပေးနိုင်မှာမဟုတ်ဘူး ဒါကြောင့်မလို့တကယ်တသက်လုံးလွတ်မြောက်ခြင်းဆိုတာကဒီစနစ်ကြီးပြိုလဲအောင်တိုက်နိုင်ဖို့တာလေလွတ်မြောက်ခြင်းเนาะ SMB ထိကြောက်ထားတဲ့ဒေတာမှရှိတဲ့ပြည်သူတွေဟာ Federal Democracy ရောက်မယ်ဆိုရင်ဘယ်နှကပြောဘယ်သူမှလာပြီးအဲ့ဒီဒေတာကိုတွားယူလူဘာဝလို့မရအောင်ထို့နည်းသူပဲအခြားသောရခိုင်ချင်းမွန်ကရင်စတဲ့ဖြစ်เนาะဗမာဆိုတဲ့အညာပေါ့ဒီလိုဒေတာတွေမှန်ကန်နဲ့အမှန်ကန်ချက်ဆိုတာစနစ်ကိုပဲကျွန်တော်ရအောင်တိုက်ကမှာအဲ့တော့တသက်လုံးငါတို့လိုက်တိုက်ခဲ့တယ်နှစ်ပေါင်း60တိုက်ခဲ့တယ်ငါတို့တော်လှန်ရေးအောင်မြင်တာပန်းတိုင်ရောက်လာမရောက်ဘူးဘာဖြစ်လို့မရောက်တာ မငြိညွတ်လို့အဓိကမငြိညွတ်ခဲ့လို့အခုဒီနေ့မှာပြည်သူအားလုံးကတခဲနဲ့ရှိနေပြီဗျာကျွန်တော်တို့ဘာမှမဟုတ်တဲ့ထပ်ပေါ့လေးတွေတောင်မှနော်တခုလိုအပ်တော့ပြည်သူကိုချပြလိုက်ပြည်သူကအောင်နဲ့ကျင်းနဲ့လာမှာဆိုဒီလက်နက်ကိုင်အဖွဲ့တွေကိုဥဆောင်ထားတဲ့ဒူတွေဆိုရင်ကျွန်တော်တို့လည်းဘလောက်ပါဝါကြီးမလဲပြည်သူအားပေးမှုမှာအဲ့တော့ပြည်သူအားပေးမှုဒီလောက်ပါဝါကြီးတဲ့အချိန်မှာအပြည့်အဝအတုံးချစီကြီးတယ်ဘယ်လိုလုပ်ရမလဲနံပါတ်1ကိုဒေတာတွင်အင်အားတွေစုရက်ဖြစ်အောင်လုပ်နော်အခုဆိုရင် တို့ဒီမြင်းကြံမှာเนาะမြင်းကြံမှာအခုဒီနေ့နဲ့နှစ်ဖွဲ့ထပ်တိုးတယ်စုပေါင်းနိုင်တယ်အဲ့တော့မြင်းကြံမှာဘယ်လိုဖြစ်ပါမှာမဟုတ်ငယ်တိုင်းမှာအဲ့လိုဖြစ်အောင်လုပ်ပါအောင်အဲ့တော့ကိုဒေတာကိုဒေတာကိုမြို့နယ်ကိုမြို့နယ်ကိုတိုင်းကိုပြည်နယ်ဒီလိုမျိုးစုမိနိုင်ပြီတနိုင်ငံလုံးကိုတနေ့နဲ့တည့်ရက်ထောက်ကျွန်တော်တော်နိုင် အာနာသိန်းကစားပုံစံမျိုးလုံးနိုင်ကြည့်လာခဲ့ပါကျွန်တော်တို့ဒါရဒါနဲ့စိတ်ခုဖြစ်နိုင်မယ်ဆိုအဲ့လိုမျိုးဖြစ်စေချင်တာဒါခလေးစကားဆိုပေမဲ့ ကျွန်တော်တို့ခန်းစားချက်မျိုးလူတိုင်းပြည်ထဲမှာရှိတယ်ဒီပွဲပြင်ပြီးတော့နောက်ဆုံးသူတို့ဘက်ကနိုင်ဝမ်းလားနိုင်ဝမ်းလေဗျာပေဝါအဲသူတို့ဘက်ကနိုင်ပြီဆိုတော့ကိုယ်စေးချင်ကိုယ်သွေမှာပဲပေဝါပြီးတော့ပွဲပြန်ဘဝချက်တော့အကယ်၍ကိုယ်ဘက်ကနိုင်မယ်ဆိုရင်ဒီတန်တရားကြီးကပြတ်သွားအဲ့လိုပြစ်ဖို့အတွက်ပြည်သူကအစင်းနဲ့ရှိတယ်ခင်ဗျားတို့နောက်ဒါကြောင့်မလို့ဘိုင်းနန်းနဲ့နိုင်ငံကြီးနေလောက်ကွက်တွေမတ်မမာနဲ့ဂိတ်နေမြေတွေမမတ်ပါနဲ့နော်ဂိတ်တွေမမတ်ပါနဲ့ယာတို့တွေမမတ်ပါနဲ့အဖွဲ့တိုင်းကိုပြောတာမဟုတ်ဘူးနော်မတ်နေတဲ့အဖွဲ့ကိုကျွန်တော်ပြောတာ တိတယ်ဒါလို့ဆိုရင်တိပြီးသားလုံနေတဲ့အဖွဲတွေအများကြီးရှိတယ်မလုံတဲ့အဖွဲတွေလည်းအများကြီးရှိတယ်အဲ့တော့မလုံတဲ့အဖွဲတွေကိုကျွန်တော်တို့ပြောပြနေတာကျွန်တော်အားလုံးညီညီငယ်ငယ်နဲ့လုံရင်ဒီပွဲမှာမနိုင်ကျွန်တော်နောက်ထပ်နိုင်စရာပွဲမရှိတော့ဘူးเนาะမရှိတော့ဘူးအဲ့ဒီနှစ်လုံး27အခေးကြီးဒီတော်နယ်ရေးမှာကျွန်တော်တို့ဒီပွဲကိုနိုင်အောင်မလုံနိုင်ဘူးဆိုရင်နောက်ထပ်လေတော်နယ်ရေးပါလို့ဆိုပြီးလက်နက်ကင်မှုမစင်းစားနဲ့အဲ့ဒီလက်နက်ကင်မယ်ဆိုပြီးအဲ့လူကတော်နယ်ရေးမဟုတ်ဘူးဘာလူမျိုးရေးအတွက်မှလွတ်မြောက်တာမဟုတ်တော့ဘူးသူ့ကိုရိုးစည်းဝါးတဲ့ဒုက္ကိုင်းနဲ့လိုပတ်တတ်မှန်းလေ ။ဒါရှိနေလေဒီတော်နိုင်ရေးမှာနိုင်အောင်မလုပ်နိုင်မဲနဲ့နောက်ပိုင်းတွေလက်လက်ဆက်ကိုက်နဲ့လူမျိုးစုနာမည်တွေခေါင်းစစ်တတ်မဲ့ဘာလူမျိုးစုလူမျိုးရေးညာလူမျိုးအတွက်အဲ့ဒါဆိုရင်ချိန်နေတယ်လူမျိုးအတွက်လည်းမဟုတ်ဘူး။လူမျိုးရေးအတွက်လည်းမဟုတ်ဘူးကိုစီးပွားရှာဖို့အတွက်လက်နက်ကင်နဲ့လိုပဲပြည်သူကမှတ်လိုက်တာဒါကကျွန်တော်ဘဒုကမှာပုတ်ခတ်ပြီးတိုက်ခတ်ပြီးပြောတာမဟုတ်ဘူးပကတိအရှိတရားကိုကျွန်တော်ရှင်းပြတာနော်ဘာဖြစ်လို့လဲဂိမ်းရတယ်နော်အခုတော့ကြည့်ပါလားမိကင်းမှာဖြစ်တာအဲ့ဒီပါမတာဝန်ခံအဲ့ဒီဒေါက်တာ အနေနဲ့ပါကပါပါပါတောင်းဝန်ခံလုပ်တဲ့အချိန်မှာအခွန်အားသိန်းကိုထောင်ချီရတလားတလားနော်အဲ့တော့ဘာဖြစ်လဲမမောတာအဲ့ဒီကနေအဂရိမှုတွေဖြစ်လာတယ်ဟောယာဒုပြုတ်တယ်နေရာပြောင်းသွားတယ်ဒါမှမယ်ဘယ်အဖွဲ့စည်းဖြစ်ဖြစ်နော်ယာဒုတစ်ခုကနေတစ်ခုပြောင်းရင်ဒီမှာကိုတောင်းဝန်ယူရတာရှင်းလင်းခဲ့ရမှာမဟုတ်ဘူးလားနောက်ဆုံးသူ့ကိုလာစစ်ဆေးတဲ့ဒူတွေကိုအယုံကြည်မရှိဘူးပြည်သူကိုချက်ပြရမှာလေကျမမင်းကြီးပါပါတောင်းဝန်ယူရတဲ့အချိန်မှာဒီမှာဒီမှာစီးရင်စရာတွေကျွန်တော်ကျမအခွန်ရရတယ်တလောက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 ် နော်ဒါပေမဲ့ကျွန်မပြန်လေသုံးဆတာကြောက်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 ပြည်သူကိုရှင်းပြနောက်ဆုံးပြည်တော်နိုင်ရေးမှရှင်းတဲ့လူတွေကိုအယုံမယုံကြည်ဘူးဆိုရင်ပြည်သူတော့လူရှင်းပြရမှာတောင်းမရှိဘူးပြည်သူလည်းမရှင်းပြဘူးအရှိမှလည်းနှစ်ကြိမ်ကြီးကြီးတရားဝင်နဲ့စာဖို့တယ်လာလဲခေါ်တယ်မလိုက်ဘူးအဲ့ဒါဒါဘာဒါဖောက်ပြန်တာအဲ့ဖောက်ပြန်တဲ့လူဘက်ကကျွန်တော်ကာကြံမအေးမှန်းနေဒီမှာတွားဖမ်းတဲ့ရဲဘော်တွေအနေနဲ့ကန့်ကွက်စရာရှိတယ်အဲ့ဒါကအမျိုးသမီးရဲမြင့်မခေါ်ပါဘူးဒါကိုကျွန်တော်တို့ကကန့်ကွက်ပေးရမယ်မင်းတို့အလုပ်ကိုအလုပ်နဲ့တူအောင်လုပ်နော်ဒီလိုတရားခံ တယောက်ကိုဖမ်းမယ်ဆိုရင် main thing ဖြစ်ရင်မျိုးတပီးရဲမိပါမယ်ဟုတ်တယ်မလားလူ့ကိုရတဲ့အညီကျွန်တော်ဖြစ်ကမယ်ဒါဒီရဲ့လိုအပ်ချက်ကိုကျွန်တော်ပြောရအောင်အဲ့တော့ဒီဖမ်းတဲ့ကိစ္စမှာကိုရင်းကပြောလို့ဖောက်ပြန်သူကိုတော့ကျွန်တော်တို့ထောက်ခံပေးလို့မရဘူးဒါကျွန်တော်ဖောက်ပြန်တယ်ကျွန်တော်မထောက်ခံပေးနဲ့ရှင်းရှင်းလေးဟုတ်တယ်မလားဒါကြောင့်မလို့သူ့ဘက်ကိုဘက်ဆိုတာလေးမကြည့်ရပါနဲ့တော်နိုင်ရေးဘက်ကိုပဲညနာမူရပါဒီပွဲဟာအားလုံးတညီတညွတ်ထဲတိုက်ခဲ့မယ်ဆိုရင်နိုင်မဲ့ပွဲမှာသူတစ်ဖောက်ငါတစ်ဖောက်ပြောတဲ့စကားတွေနောက်မှာဝေဝါးကြမယ်ဆိုရင်တော့ကျိန်းနေပါလေ ရှင်းမနေဝင်းနဲ့တန်းချွေရ22နှစ်နဲ့26နှစ်ပဲလောက်ခဲ့တယ်မလားဒီတစ်ခါဆို260ပြေသွားပါလိမ့်မယ်နှစ်ပေါင်း260ဆိုခင်ဗျားတို့မျိုးဆက်ဘယ်နှဆက်အ ਨੇ ဆုံးခံရမလဲဘာလို့အဲ့လောက်ချိန်ကျရင်မြန်မာပြည်ကမရှိတော့ပြစ်ပြီတေယုတ်ပြည်သူတမထမြန်မာနိုင်ငံခေါင်းစဉ်လိုချင်ကြအဲ့ဒီပွဲနိုင်အောင်တိုက်ဒီပွဲမနိုင်ဘူးဆိုရင်တော့အဲ့ဒီတေယုတ်တမထမြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်ခင်ဗျားတို့ဒီခေါင်းပုံရောက်လာပါလိမ့်ခဲကိုစီဂျေဇူးအထူးတင်ပါတယ်ကျွန်တော်မိသားစုတွေကြားတဲ့အတိုင်းပဲ ကျွန်တော်တို့တွေဒီတခိုးဓမြတရားဝင်လူသက်ခွင့်ရတရားဝင်ဓမြတိုက်လို့ရနေတဲ့အဖွဲ့စည်းကြီးကိုကျွန်တော်ဒီပွဲမှာမနိုင်ရင်ကျွန်တော်မျိုးစင်ဆင်ဆက်ဘယ်တော့မှ နိုင်မှာမဟုတ်တော့ဘူးအခုတောင်ရောင်ဝါးဝါးတွေဒီလောက်များနေတာ နောက်လေးငန်းနဲ့ဆိုရင်တော့ဘလို့မှမလွယ်တော့ဘူးตาရာကိုကူးမဲ့ตาကူးတွေကိုကြိုးစည်းပွားအတွက်ကူးမဲ့ဟာတွေများလာလိမ့်မယ်အဲ့တော့ ပူပေါင်းကြပါ စီလုံးကြပါပြည်သူကပြည်သူတာဝန်ကြီးပါလက်နက်တကင်ထားတဲ့ညီနောင်တွေကလည်းတာဝန်ကြီးပါစီလုံးရင်နဲ့ရှစ်ဆက်မှဒီပွဲ ခွေးစနဲ့ပြုတ်ကြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအတူတူသွားကြမယ်ဗျယေစုတမာတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့ဓမ္မဘက်တော်သားတယောက်ချင်းတော်လန်နေတဲ့လေးပါလို့ဆုတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့